ဆက်ပေးမယ့်သတင်းကတော့နိုင်ကလပ်ပြောကြားမှုကြောင့်တေဆုံသူ218ဦးရှိလာတဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ကလပ်မှုပြောကြားမှုကြောင့်တေဆုံသူဦးရေဟာ218ဦးရှိလာပြီးကယ်ဆယ်ရေးလုပ်ငန်းရှင်ဆက်လက်ဆုံးဆောင်ဆောင်ရနေတယ်လို့ဒိုမီနီကန်ဆွဲခါတင်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ပြကြကြရင်နိုင်ကလပ်ဟာဒိုမီနီကန်နိုင်ငံမှာလွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းကနာမည်ကြီးခဲ့တဲ့နိုင်ကလပ်တစ်ခုဖြစ်ပြီးအခင်းပြပွားချိန်မှာနိုင်ကလပ်တွေရောက်ရှိနေသူဦးရေဟာထောင်ထဲရှိပြီးရှိနေတာကြောင့်လည်းသိဆုံးသူမြင်ပြခဲ့ရတာပဲဖြစ်ပါတယ်။ ဒဏ်ရာရှိသူတွေကလည်း150ကျော်တိရှိခဲ့လို့သိရပါတယ်။ကယ်ဆယ်ရေးသမားတွေကအပြိုပြက်တွေကြားမှာအသက်ရှင်ကျန်းရဲသူတွေကိုကယ်ဆယ်နိုင်ဖို့အတွက်အစွမ်းကုန်ကြိုးစားခဲ့စေခဲ့ကြပြီးအသက်ရှင်ကျန်းရဲသူတို့ကိုကယ်ဆယ်နိုင်ခဲ့ပေမဲ့တိဆုံးတဲ့သူတွေက24ရက်အတွင်းမှာ200ကျော်တိရောက်ရှိလာတာဖြစ်ပါတယ်။သိဆုံးသူတွေရှိ ਉ ဟာဘသူပဲဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ပြီးသိဆုံးသူတွေထဲမှာနမေကျော်ပြည်သားပညာရှင်တွေအောက်သမားဟောင်းတွေလည်းပါဝင်နေတယ်လို့ဒိုမီနီကန်ဆိုရကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီပြည်စင်ကဒိုမီနီကန်နိုင်ငံတမိုင်းမှာသိဆုံးသူဦးရဲ့အမြင်မှာဇော်မရတဆာပြည်စင်တရဖြစ်ခဲ့လို့လည်းသိရပါဗျ။ဒီသတင်းကိုတော့ညချင်အောင်ပေးပို့လာပါဗျ။